တကယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်အဲဒီနေ့မှာတော့ကျွန်တော်ကလန်နာမူလေးပေါ့နော်ကျွန်တော်တွဲလုံးတွေကနည်းနည်းလေးများမယ်ဗျာနော်တွဲလုံးလေးတွေကနည်းနည်းလေးများမယ်အဲဒါပေမဲ့အထူးကကျွန်တော်နှစ်ကွက်ပဲထုတ်ပေးမယ်ပေါ့နော်နှစ်ကွက်ပဲထုတ်ပေးမယ်အဲဒါပေမဲ့တကယ်ချင်းတို့ကဒီခါတိုင်တို့ဒီထိတ်စီးတို့ပေါ့နော်အဲအကောင့်လေးတွေရတယ်ဆိုရင်တော့အဲအဲ့တရားအတွဲလေးတွေနဲ့ထိုးစီခြင်းနဲ့ပေါ့နော်မူလေးကပြမယ်မူလေးကမစိုးဘူးပေါ့နော်မစိုးဘူးအဲဒီအတွက်ကြောင့် အဒီချာချာလေးတော့လိုက်ကြည့်ပေါ့နော်အဲကျွန်တော်ဒီမှာနည်းနည်းလေးချက်ပြရနဲ့စပြပေးမယ်နော်စပြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီကနေစပြရမယ်ပေါ့နော်630ကနေစပြရမယ်နော်အဲသူကကျွန်တော်တို့အဲဒီရှေ့ရမူကတော့ပေါ့နော်ဒီနောက်ကဟာကိုတည်တန့်ယူခြင်းလည်းရတယ်နော်ဒီကကျွန်တော်ဒီလိုသုံးလုံးပေါင်းခြင်းပေါ့နော်ဒီမှာဆိုရင်၈6ပေါ့နော်၈6ဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့ပေါင်းခြင်းနံပါတ်6ပေါ့နော်ပေါင်းခြင်းနံပါတ် 6ဖြစ်တဲ့အတွဲတဲ့ကျွန်တော်ဒီလိုလေးကြပေးတယ်နော်4ရဲ့ဒီ3ရဲ့ပေါ့နော်ဒီမှာ plus 1 minus 1ယူရတဲ့အတွက်ပေါ့နော်အဲကျွန်တော်တို့နည်းနည်းလေးဒါများတယ်လို့ပြောလို့ရမယ်နော်ဒါဆိုရင်ဒီမှာက6ဖြစ်တဲ့အတွက်သူကခွန်ဖြစ်တယ်တဲ့နော်ဒါ6ပြီးတော့ခွန်ပေါ့နော်โอเคတပင်ချားမှာစစ်ကြည့်မယ်နော်တပင်ချားမှာကကျွန်တော်တို့ဒီမှာ4ခွန်1ဆိုပြီးတော့ပေါ့နော်ပေါင်းခြင်းနံပါတ်1နော် နှစ်ပြီးတော့ဒီမှာ3ဆိုပြီးတို့လေးရိုက်တယ်6 4ပေါ့เนาะ3ဆိုပြီးတို့လေးရိုက်တယ်เนาะโอเคဒီမှာကတော့ကျွန်တော်ဒါအပေါင်းပေါ့เนาะဒါအပေါင်းယူသွားတယ်ဒီနောက်ကတွေအကုန်လုံးကသူက minus တွေပဲယူသွားတယ်เนาะကျွန်တော်တပင်ချားမှာကဒီမှာရှိနေတာဒီ519ပေါ့เนาะ519ပေါင်းခြင်းနံပါတ်ဒီကျွန်တော်ဘာဖြစ်နေလဲဆိုရင်နံပါတ်5ပေါ့เนาะဒီမှာကျတော့9ရဲ့အောက်က4ဆိုပြီးတော့ဒီမှာတော့6 6ပေါင်းခြင်းနံပါတ်4ဒီလိုလေးယူသွားတယ်เนาะ ဒီဘက်ကိုဆက်ကြည့်မယ်တပင်ချားမှာက310ဆိုပြီးတော့ပေါင်းခြင်းနံပါတ်နံပါတ်1ပေါ့နော်တင်းရဲ့အောက်ကဒီမှာ39ဆိုပြီးတော့ပေါ့နော်အာဒီလိုလေးရှိတယ်ကဲတင်းအောက်က39နော်ရောက်ကောက်ကောင်းနေရတော့ကျွန်တော် minus တွေပဲစက်တိုက်စက်ယူသွားတာပေါ့နော်တပင်ချားမှာက4နှစ်39နော်ပေါင်းခြင်းနံပါတ်ဒီနံပါတ်6ဖြစ်တဲ့အတွက်6အောက်ကဒီမှာ9ဆိုပြီးတော့လေးယူသွားတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကနော် ဒါတစ်ကနေစပြီးတော့စပြီးတော့အစားထိုးလိုက်လို့ရတယ်ပေါ့เนาะကျွန်တော်တို့အကုန်လုံးအစားထိုးလိုက်မယ်ဆိုရင်ဒါတွဲလုံးလေးတွေကဆင်းလာလိမ့်မယ်တွဲလုံးလေးကအလုံး20လောက်သွားဖြစ်မယ်ပေါ့เนาะအလုံး20လောက်သွားဖြစ်မယ်ဒီမှာကတော့ကျွန်တော်တို့ပလက်တွေယူထားတာဖြစ်တဲ့အတွက်ပေါ့เนาะအာဒီနောက်မှာတော့တစ်ပင်၂ပင်၃ပင်ပေါ့เนาะ၃ပင်ကကျွန်တော်တို့မိုင်းနက်တွေပဲယူသွားရတယ်ပေါ့เนาะဒီတဲ့ကြောင့်ဒီလိုပေါင်းချင်းကအာကျွန်တော်တို့ဒီလေးရဲ့ဒီတစ်လုံးရဲ့ပေါင်းချင်းနဲ့ပေါ့เนาะ +1 -1 သွားဖြစ်ရမယ် เนาะ plus 1 minus 1ตัวဖြစ်ရမယ်ဆိုတော့အာကျွန်တော်ဒီမှာတွဲလုံးလေးတွေအရင်ချပေးမယ်เนาะချပေးပြီးဆိုမှကျွန်တော်ဒီမှာကဏ္ဍထုတ်ပေးမယ်เนาะเนาะကဏ္ဍကလည်းလှပါတယ်တော်တော်လေးလှရယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာစပြီးတော့အစားသွင်းကြည့်အောင်เนาะအာကျွန်တော်ဒီဘက်မှာပဲချရေးလိုက်ဖဲ646เนาะ646เนาะပြီးရင်ကျွန်တော်တို့9ခွန်10ပေါ့เนาะအာဒီကောင်ကမှကျွန်တော်တို့ယူသွားမှာဖြစ်တဲ့အတွက် ဒီကောင်ပေါ့နော်ဒီလိုပေါင်းခြင်းဒီနော်ဒီလိုပေါင်းခြင်းနဲ့ဒါ +1 -1 ပေါ့နော်ဒါယူသွားမယ်ဒါဆိုရင်ကျွန်တော်တုံညာကနေစပြီးတော့အစာတွင်းကြည့်လိုက်မယ်ပေါ့နော်ပြီးမှကျွန်တော်ထိပ်စီးတွေပါတွေနဲ့ချုပ်ပေးမယ်နော်ကျွန်တော်တုံညာဆိုရင်နော်တုံညာဆိုရင်ဒီကောင်ကပေါင်းခြင်း6ဖြစ်တယ်နော်6ရဲ့အပေါ်ကကျွန်တော်တို့ခွန်လို့ယူမယ်ဆိုရင်3ဆိုပြရမယ်เนาะ6ရဲ့အောက်ကကျွန်တော်တို့5ဆိုရင်เนา ီမှာကကျွန်တော်တက်ပေါ့နော်ဒီလိုလေးရမယ်เนาะ3 3 3 1အတွဲเนาะဒီမှာ3 3 3 1ဒါရှေ့တွဲလေးပေါ့နော်ခုနပြောသလိုပဲဒီကောင်းတော့နည်းနည်းလေးများမယ်ပြီးရင်ကျွန်တော်ချုပ်ပေးမယ်နော်ဒီမှာနံပါတ်1ဆိုရင်ရော1ဆိုရင်ခွန်ဖြစ်သွားမယ်ခွန်အောက်ကကျွန်တော်တို့6ဆိုရင်ဒီမှာ2ဖြစ်မယ်နော်1 2เนาะခွန်ရဲ့အပေါ်က8ဆိုရင်ကျွန်တော်ဒီမှာ4ပေါ့နော်ဒီလက်ချောင်း1 2 တလေးနော်နှစ်ကိုစာသွင်းကြည့်မယ်နော်အစာသွင်းကြည့်ရင်ဒီမှာကပေါင်းခြင်းနံပါတ်နံပါတ်၈ဖြစ်သွားတယ်နော်၈အောက်ကခွန်ဆိုရင်ဒီမှာက3ရှိမယ်နော်၄နဲ့3နဲ့ပေါ့နော်၈ပေါ်က9ဆိုရင်9ရှိမယ်နော်ဒီအတွက်ကြောင့်1 3နော်1 3ကျွန်တော်တို့1 5ပေါ့နော်โอเค3ကိုသွင်းကြည့်အောင်3ဆိုရင်9 9အောက်ကကျွန်တော်တို့ပါရှိလေ9အောက်က8ဆိုရင်ဒီမှာ4ပေါ့နော်9ရဲ့ပေါ်က3ညဆိုရင် 6ကျွန်တော်တို့36နော်โอเคနောက်ထပ်တစ်ခုပေါ့เนาะ4ဆိုရင်3ညဖြစ်သွားမယ်3ညအောက်ကပါရှိလဲကျွန်တော်တို့9ပေါ့เนาะဒါဆိုရင်5 3ညရဲ့အထက်က1ဆိုတော့ဒီမှာကနံပါတ်9เนาะတွေ့ကြောင်း4 5ကျွန်တော်တို့4 9เนาะ5ကိုတွင်ကြည့်မယ်5ကိုတွင်ကြည့်တဲ့အခါမှာကျွန်တော်တို့9ရဲ့9ရဲ့ဆိုတော့ပေါင်းခြင်း1ပေါ့เนาะ ်ပေါင်းခြင်းတစ်ဖြစ်နေတယ်ဒီကောင်းနည်းနည်းလေးကျွန်တော်ပြန်လျှော့လိုက်မယ်နော်ပေါင်းခြင်းတစ်ပေါ့နော်ပေါင်းခြင်းတစ်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့တစ်ရဲ့အောက်ကကျွန်တော်တို့၃ညနော်ဒီမှာ6 Okay တစ်ရဲ့ကျွန်တော်တို့ဟောပါပေါ့နော်အာတစ်ရဲ့အပေါ်ကဆိုရင်ကျွန်တော်တို့နှစ်ရှိမယ်ပေါ့နော်ဒါဆိုရင်10ပေါ့နော်5 6နော်5 6နော်5 6 5 6 ဟုတ်ပြီဒါဆိုရင်နံပါတ်6ပေါ့နော်6ကိုတွင်းကြည့်တဲ့အခါမှာကျွန်တော်တို့6ရဲ့9ရဲ့9ရဲ့ဆိုတော့ပေါင်းခြင်း2နော်2ရဲ့အောက်ကကျွန်တော်တို့ဗားရှိလေ2ရဲ့အောက်က1ရှိမယ်နော်2ရဲ့အောက်က1ရှိမယ်အာဒီမှာ senior လိုက်6ရေးသွားရင်ကိုရတယ်ပေါ့နော်ဒီမှာဒါဆိုရင်ဒီမှာ9ရှစ်ဆိုတော့ဒီမှာ2ရဲ့ပေါ်ပါ3ဆို9ပေါ့နော်ဒါဆိုရင်6 9ကျွန်တော်တို့69เนาะဒီမှာ9ဒါဆိုရင်ဘာဖြစ်မလဲ10 ီမှာ၃ညဖြစ်သွားမယ်เนาะကိုယ်တိုင်ပဲအစားသွင်းကြည့်လိုက်တော့เนาะဒီတိုင်းကြာသွားမှာဖြစ်လို့เนาะပြီး၈ဆိုရင်ဒါ၉ဒီကောင်က၁เนาะ၈၉ကျွန်တော်တို့၈၁ဒီမှာ၉ဆိုရင်ဒီမှာက၃ညဒီမှာက၂เนาะ၉၃ညเนาะပြီးရင်ကျွန်တော်တို့၉၂เนาะမှန်လားကြည့်အောင်၉၉က၈ကျွန်တော်တို့၄နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီနံပါတ်1เนาะ အာမှားတယ်နော်ရစ်ရစ်ကိုခွန်နေဆိုရင်နံပါတ်5မှန်တယ်နော်အောင်းနဲ့အပေါ်နဲ့ okay အဲဒီကောင်းလေးတွေရတယ်ပေါ့နော်ဒီကောင်းလေးတွေရပြီးသွားရင်ဒါကတော့အတွဲပေါ့နော်ဒါတွဲအတွဲလေးနော်အဲကျွန်တော်ဒီဘက်မှာချုပ်ပြီးမှာကထိတ်စီးနဲ့ပေါ့နော်ထိတ်စီးနဲ့ချုပ်ပြီးမယ်အဲထိတ်စီးနဲ့အဝါနဲ့ပေါ့နော်အပိတ်နဲ့အဲကျွန်တော်ပြန်ချက်ပြီးမယ်နော်သူကဒီမှာပေါ့နော် ကျွန်တော်ကာလာပင်လေးနဲ့ပြမယ်။နော်ဒီနှလုံးပေါင်းခြင်းတည်တဲ့လေးကိုပေါ့နော်။လေးကိုဒီပေါင်းခြင်း၃ဖြစ်တဲ့အတွက်၃ပါဝါရှင်လို့ရိုက်တယ်။နော်။သူကဒီနေရာမှာတော့ပြင်မသွားပါဘူးနော်။ရှေ့ဆုံးကတပင်မှာတော့နော်။ဒီမှာ၈၆နော်။၈၆ဒီပေါင်းခြင်းနံပါတ်၄ဖြစ်တဲ့အတွက်၄ပါဝါ၉တဲ့၅၄ပေါ့နော်ဒီမှာက၃ခွန်ပေါင်းခြင်း၃ညဖြစ်တဲ့အတွက်၃ညပါဝါဒီ၅တဲ့နော်ဒီမှာက လေးပေါင်းချင်း၅ဖြစ်တဲ့၅ပါဝါဒီ၃ညာเนาะဒါဆိုရင်ကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီเนาะ၄ရဲ့ဒီခါးတိုင်းတစ်လုံးရဲ့ပေါင်းချင်းဒီဒီလိုဖြစ်ပြရမယ်သူ့ရဲ့ပါဝါကိုရိုက်ပြရမယ်เนาะပါဝါကိုရိုက်ပြရမယ်เนาะဒါဆိုရင်ကျွန်တော်ဒီမှာအတွဲလေးတွေနဲ့လိုက်ပြီးတော့အစားသွင်းလို့ရတယ်เนาะเนาะအစားသွင်းမယ်ဆိုရင်ကျွန်တော်ဒီမှာ၃ရဲ့၄ရဲ့ပေါင်းချင်းဒီ ပေါင်းခြင်းနံပါတ်9ဖြစ်တယ်เนาะအဲဒီကောင်ကတော့ကိုယ်တိုင်ပဲစားသွင်းလိုက်ပဲเนาะအကွက်က40လောက်သွားထွက်มาဆိုတော့ဗောနော်ကျွန်တော်အစားမသွင်းကျင်တော့ဘူးကိုယ်တိုင်စားသွင်းကြည့်လိုက်เนาะအာဒါပို့ပြီးတော့ကောင်းတယ်ဗောနော်အဲကျွန်တော်ထိတ်စီးနဲ့ပဲပြလိုက်တော့မယ်เนาะထိတ်စီးနဲ့ပဲပြလိုက်တော့မယ်ထိတ်စီးနဲ့ကကျွန်တော်တို့အဲဘယ်ကစားပေးတယ်ဆိုရင်ဒီနေရာကနေပြီးတော့စားပေးတယ်ဗောနော်ဒီထိတ်စီးကိုပဲကျွန်တော်ယူလိုက်တော့မယ်ဗောနော်ဒီလိုပေါင်းခြင်းเนาะ ီလိုပေါင်းခြင်းဒီ443 443ဒီ73နဲ့ပေါင်းရင်ပေါင်းခြင်း1ဒီမှာ1ပြီးတော့ပါလဲဆိုရင်3ညလို့လာရင်9 8 3ညเนาะ3ညပြီးတော့ဒီမှာ9 3 5ပေါင်းခြင်း9ပေါ့เนาะအာစီနီယာလိုက်ပေးသွားတာเนาะ9 9ပြီးတော့ဒီမှာက4နှစ်နဲ့ပေါင်းခြင်း10เนาะ10ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာเนาะဒီအောက်ကခွန်ဖြည့်ပြရမယ်เนาะဒီအတွက်ကြောင့်ကျွန်တော်တို့3ထိပ်စီเนาะ3ဆိုရင်ကျွန်တော်တို့ဒီမှာက ပေါင်ခြင်း6ဖြစ်သွားမယ်ခွန်း6 3ဆိုတော့ပေါင်ခြင်း6 6ရဲ့အထက်အောက်ကိုယူရမယ်6ရဲ့အောက်ဆိုရင်ပေါင်ခြင်း8ဆိုတော့ပေါင်ခြင်းနံပါတ်2ကျွန်တော်နံပါတ်ဘယ်လောက်ရမလဲ3ဆိုရင်ပေါင်ခြင်းနံပါတ်4ရမယ်နော်ဒါအောက်အထက်ဆိုရင်ကျွန်တော်တို့ဒီမှာပေါင်ခြင်း6ဆိုတော့3ညဖြစ်ရမယ်3 6ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာက၄၄ပေါင်ခြင်း8ဆိုရင်တဲ့ကျွန်တော်တို့8ရဲ့ပါဝါ3ဖြစ်ဖို့အတွက်3ညထည့်ရမယ်တဲ့ 340တကွက်နော်โอเค6ပေါင်းခြင်းနံပါတ်နော်နံပါတ်ဒီနံပါတ်3ညဖြစ်တဲ့အတွက်3ညပါဝါဒီ5ဖြစ်ရမယ်တဲ့3ပေါ့နော်ဒီက3 5ဖြစ်ရမယ်ဆိုတော့3နဲ့3 6နဲ့နော်ဒီလိုလေးအစားအသွင်းရမှာနော်အဲတကယ်ချင်းတို့ကိုယ်တိုင်အစားအသွင်းကြည့်လိုက်အစားအသွင်းကြည့်ရင်ဒါအဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့ဒါနှစ်ကွက်ထွက်လာမယ်ပေါ့နော်နှစ်ကွက်စီထွက်မယ်ဒါကြောင့်ဒီကောင်းလေးတွေပေါ့နော် အာဒီကောင်ဆိုရင်3 4အတွဲเนาะ6 6ဖြစ်တာဆိုတော့ဒီမှာ3 4 3 6အတွဲเนาะဒီအတွဲကိုကျွန်တော်ကယူပေးလိုက်တယ်เนาะโอเคကျန်တဲ့ဟာကတော့ထိပ်စီးတို့ဘာလို့ကတော့ကိုတိုင်းပေါ့เนาะအဲခါတိုင်းရတာဖြစ်ဖြစ်ကျွန်တော်ထိပ်စီးရတာဖြစ်ဖြစ်ဒီမူလေးကဒါအစားသွင်းလို့ရတယ်ဒါမို့အပိတ်ရရင်လည်းအစားသွင်းလို့ရတယ်เนาะအဲဒီ frame လေးကဒါမစိုးဘူးလို့ပြောလို့ရမယ်အကွက်တော့နည်းနည်းလေးညားတယ်ပေါ့เนาะညားတယ်အဲခုက prio လေးနည်းနည်းရှည်သွားပြီဆိုတော့ အာနောက်ရက်မှာကျွန်တော်အစာသွင်းခြင်းလည်းတွင်ပြပေးမယ်နော်တည်တံပေါ့နော်ဒီကောင်လေးကိုပြန်ပြီးတော့အစာသွင်းပြပေးမယ်နော်โอเคဒီနေ့ကတော့ကျွန်တော်ဒီကောင်လေးပေါ့နော်ဒါထိတ်စီးနဲ့ကြိုက်တဲ့အတွက်၃ဝလေးနဲ့၃၆နှစ်ပေါ့နော်အာဒီကောင်လေးထုတ်ပေးလိုက်တယ်โอเคနောက်ရက်ကျွန်တော်အစာကျွန်တော်ပဲအစာသွင်းပေးပါမယ်နော်โอเคဒါဆိုရင်အားလုံးပဲအဆင်ပြေပါစေဗျဘိုင်ဘိုင်ပါ